ရက်သူကမဝယ်ဘဲနဲ့ဝယ်တယ်လို့ပြောထားတယ်လေအဲ့လားလေးကိုသူကဖြည့်ဖြည့်ရှင်းခိုင်းကျင်တာဟိုဒီတကယ်မဝယ်ဘူးပေါ့နော်တိတ်နေဆက်တယ်တကယ်မပေးဘူးပေါ့အဲ့လိုဟုတ်ကဲ့ယွာမစီမံပြောပြရမှာပေါ့နော်ဒါဖြစ်လို့ဆိုယွာမဒီလိုပြဿနာလေးကြီးတန်းလာလူကြီးရောင်တန်းတာရောကလေးရောင်တာဆိုပြီးတော့ခမအဲ့လိုတကယ်တိတ်နေဆက်နဲ့တကယ်မဝယ်ဘူးဆိုတဲ့အကြောင်းပဲပြီးတော့ ဟိုကလေးဖေမေးကညီမရလို့လာခေါ်ရတယ်ဆိုတော့ तू ကအကိုကြီးဘုတူကအဲ့လိုမျိုးတင်ထားဆိုတော့မသိလို့ရှိရင်တမီးတို့ကပေးပြီးမှညီမရလို့တွားခေါ်ရတဲ့ပုံစံမျိုးဖြစ်ပြီးရောအဲ့လိုမျိုးသူကပြောကြတယ်ဘုတူကဆေးကုပေးမယ်ဆိုပြောပေါ့နော်ဒီဝယ်မိတယ်ဆိုပြီးတော့ပြောလိုက်တာပေါ့နော်တကယ်တော့မဝယ်ဘူးပေါ့တကယ်တော့မဝယ်ကျွန်တော်ကဘာဖြစ်မှန်စီဖြစ်စီမှားစီဖြစ်စီကျွန်တော်တော့တောင်းမှန်တယ်ပေါ့နော်တောင်းမှန်တယ်လို့ပြောဒါကြီးကတော့တော်တော်ကိုလွန်သွားပြီဗျာ ကျွန်တော်ဒီကိစ္စကိုမပြောတော့ဘူးလို့နေတာပါ။ဩပြီးတာတွေလည်းပြီးပါစေတော့ပုတုဘက်ကလည်းနှစ်ဦးနှစ်ဖက်ဆင်ပြေအောင်ရှင်းပြပြီးသွားပြီပဲဆိုပြီးတော့ကျွန်တော်နေတာပါ။ဒါမဲ့ဒီနေ့နေ့လယ်မှာဒီအင်တာဗျူးကိုကျွန်တော်ကြည့်လိုက်ရတယ်။ဒါကတော်တော်ကိုလွန်တာပါ။မီဒီယာတွေခေါ်ပြီးတော့မီဒီယာတွေရှေ့မှာပုတုကိုတောင်းပန်ခိုင်းတာ။ပြီးတော့သူတို့ရဲ့ရွာအထိသွားပြီးတော့ပုတုကတောင်းပန်ရပုံပေါ်ပါတယ်။ကူညီပေးမဲ့သူကတပြန်စည်း ပြန်ပြီးတောင်းပန်ရတာကျွန်တော်တခါမှမမြင်ဘူးပုရုကသူတာဝန်ယူနိုင်လို့ကျွန်တော်ဒီကလေးကိုဝယ်လိုက်ပါပြီလို့ပြောလိုက်တဲ့စကားတခွန်းကအဲ့လျောက်တောင်မှဖြစ်သွားတာလားဒီကလေးကိုသိန်း20ရရင် ပေးပါမယ်အဆင်မပြေလို့ပေးရတာပါသိန်း20ရမှဖြစ်မှာပါဆိုပြီးတော့ကလေးကိုသိန်း20သိန်း20ဆိုပြီးပတ်စံငွေကြေးတစ်ခုဖြတ်ပြီးတော့ကျောင်းစားတဲ့ပုံမျိုးပြောနေတာရောဘယ်သူလဲအဲ့ဒီလူဟာရောအပြစ်မရှိတော့ဘူးလား အခုကအပြစ်တွေအကုန်လုံးပုတုကိုပုံချလိုက်ပြီးတော့ပုတုကိုမီဒီယာရှေ့မှာ တောင်းပန်ခိုင်းပြီးတော့ပုတုကပဲခလေးတွေကို ပြန်ပြီးကူညီရပြီးတော့အဲ့တော့ပုတုမှာအပြစ်ရှိတယ်ဆိုလို့ရှင်ပတ်စံ30ရရရင်ပေးပါမယ်ဆိုပြီးပြောတဲ့မိဘတွေကတော့အပြစ်မရှိတော့ဘူးလားဟုတ်ပါပြီဒီအင်တာဗျူးလေးကိုကျွန်တော်တို့ကြည့်ပါမယ်သူကပေါ့နော်ဒီခလေးလေးကိုမကြည့်ရလို့ပေါ့နော်ကူညီပေးမယ်ဆိုပြီးတော့သူကလောက်လိုက်တယ် ပုတူကပြန်လဲတီထောင်ကြီးသွားနာလေတည်င်းလေးတွေ့လိုက်လို့ပေါ့နော်စိတ်မကောင်းတော့ခလေးမြင်ပုတူကမနေတတ်ဘူးလေအမှန်တမ်းပြောတော့ဘယ်ကလေးမဆိုခလေးအရန်ချစ်တာကိုအသက်နဲ့တော့ကာကွယ်သွားမှာပေါ့နော်အဲ့ဒီတော့ကိုဖုံးဆက်ပြီးကြောပြလိုက်တာပေါ့နော်တကယ်ရောင်းလာဆိုတော့အင်းဆိုတော့ပြန်လာရင်ပေးမယ်လေဟုတ်ပုတူကဟိုတတိဆိုတာစကားတစ်လုံးမှအဲ့လိုမျိုးပေါ့ ဘိုက်ကနေဆိုတာနဲ့အဲ့ဟုတ်ကဲ့အဲ့လိုမျိုးပါကျောင်းရတဲ့ကျန်တဲ့ကိစ္စမျိုးပေါ့ဒီ30ပေးပြီးတော့ဗောနော်မိဘတွေကို30ပေးပြီးတော့ဒီကလေးညကောင်ကိုခေါ်သွားပြီဆိုပြီးတော့ပုံစံမျိုးတစ်ချက်ကပြီးတော့ရောက်ရောတစ်ချက်ကဘယ်လိုလဲဆိုတော့ဒီကလေးကိုဗောနော်ဖေမေရအမြင်မရပြီးတော့ပြန်လာခေါ်ဝိုက်ဆိုပုံစံမျိုးတစ်ချက်အဲ့လိုမျိုးလေးရတော့ဒီဟိုသူ့ကိုမကျင်တယ်လို့ပြောတာမဟုတ်ပါဘူးဟိုကိုယ်ရဲ့ကျေးဇူးရှင်ဆိုလဲမမပါဘူးကိုကြီးပူတူဆိုရလဲကျောင်းသူရဲ့ကျေးဇူးရှင်ကျောင်းသူကိုတစ်ခါကူညီဘူးပါပဲအဲပတ်သက်၄သိန်းခေါ်ပေးဘူးပါလိုင်းကန်းကရဲ့တံခါးလေးရွေးဖို့ဆိုပြီးတော့ကျွန်တော်ကူညီပေးဘူးရဲ့ အကျောင်းတို့ရဲ့တကယ်ကျေးဇူးရှင်မှာသူကလည်းဒါပဲမဲ့လို့လဲအဲ့လိုမျိုးလေးလှုပ်လိုက်ခါကျတော့ကျွန်တော်တို့မိသားစုပိုင်းဆိုင်ရာရတဲ့ကိုကြီးကကျွန်တော်တို့တော့ကဟိုဘယ်လိုပြောရမလဲဆိုတော့ချိန်မောင်းလက်ခံရတယ်ကျွန်တော်တို့အခုချိန်တော့မပြန်သေးပါဘူးအဲ့လိုဘောနောခုတူတင်လိုက်တယ်ဆိုတာခုတူကဘာနှုတ်တဲ့နှုတ်တလုံးတော့အတီးကျတာပေါ့နော်ဘလို့ကဟိုဒီခလေးကို20နဲ့ဘယ်လဲယူလိုက်မယ်ပေါ့နော်ယူပြီးတော့ရတဲ့ပတ်စံလေးကို စေကူတပြီးမယ်ပေါ့နော်အဲ့လိုကိုတတ်မှတ်လိုက်တာပေါ့ကိုဒီကခုနကတာသမီးတွေအလှနေပေါ့နော်ကျွန်တော်ကြည့်လို့ဘူးပေါ့နော်ဒီဒီကလေးလေးတနာလို့ဒါပေမဲ့ဟိုဘလို့ဖြစ်သွားမှန်းတော့မသိဒိုင်းပုံမှာပြောင်းပြန်နေလှန့်သွားတာပေါ့နော်ဒါပေမဲ့လို့ပေါ်မှာမူတည်တာပေါ့နော်ဟိုလို့ကကိုကျင်တ်လာမကျင်တ်ရင်ဟိုလို့လို့ကျင်တ်တဲ့လူပေါ့နော်ချင်းရပါတယ်ကိုဘူးတူကချင်းရပါတယ်ချင်းရပါတယ်ကိုကိုကြီးချင်းရပါတယ်သူလည်းဒီလိုမျိုး စေတနာမားတဲ့လုံမိကလည်းရှင်းရှိမယ်လေဟိုဘယ်လိုလဲဆိုတော့ဒီကလေးဆိုတော့စေတနာမမားဘူးလေကျွန်တော်စေတနာအမှန်ပဲလေအင်းသိရလေစေတနာမားတဲ့ဒီလိုစေတနာပြောတဲ့ပြောမိတာတွေလည်းခွင့်ဟိုကျွန်တော်တို့ကျင့်ပါတယ်လို့ပြောတာအဲ့လိုမျိုးပြောကြတယ်ကျွန်တော်စကားမပြောတတ်လို့ပါခွအဲ့တော့ကျွန်တော်စကားမပြောတတ်လို့ပါကသူတို့မဟုတ်ဘူးစကားမပြောတတ်တာကပုတုဒီကောင်းလေးလင်မယားကစကားပြောတတ်လိုက်တာမှဟိုဘက်ကိုလွန်ရောအခုတော့မှမီဒီယာတွေခေါ်ပြီးပုတုကိုခြီးပြီးတုပ်ပြီးတောင်းပန်ခိုင်းတာ စကီရတော့မသေးဘူးကလေးဘလို့ဖြစ်နေတယ်ဒီကလေးအတွက်ပဲเนาะမိဘအတွေမပါဘူးဒီဟုတ်တာမဝယ်ဘဲနဲ့ဝယ်ရလို့ကိုကြီးကပြောထားတယ်ပြောထားတော့အဲ့ဒါရွာလူတွေကတကယ်ကြီးထင်တယ်တကယ်ကြီးရောင်းလိုက်တယ်ပြုလိုက်တယ်ဆိုပြီးတော့ဟိုတမီးတို့လည်းပြောဆိုထားတယ်အာမာရုပစက်နဲ့ပြောလာတာလေတမီးတို့ကဟိုရောင်းမယ်လို့ပြောတာမဟုတ်ဘူးလေသိနေစံနဲ့ပြိမဲ့ဟိုယူမဲ့သူရှင်ပြိမဲ့လို့ပဲတမီးတို့အဲ့လိုပဲပြောတာရောင်းမယ်လို့ပြောတာမဟုတ်ဘူးဘလို့ဘလို့ရောင်းမယ်လို့ပြောတာမဟုတ်ဘူးသိနေစံနဲ့ယူမဲ့လူရှင်ပြိမဲ့လို့ပြောတာအဲ့ဘလို့လဲ အဲ့ဇကားကရောင်းတဲ့ပုံစံမဟုတ်ဘူးပေါ့အဲ့တော့ပေးမယ်ဆိုရင်လည်းပတ်စံမယူနဲ့လေအဲ့တော့သိန်းနဲ့ဆယ်နဲ့ယူမဲ့လူရှိရင်ပေးမယ်ဆိုတဲ့ဇကားရောင်းတာမဟုတ်လို့ဗါလေဗါလေပြောအဲ့နေ့ကလေပြောတဲ့ဆိုတာမမတို့ကလေးအဲ့လမ်းပေးရပါမှာဆိုလို့ဟုတ်ကဲ့ဟုတ်ကဲ့သမီးတို့ပြောတဲ့ဆိုတာလေမင်းတို့ဇကားမြတ်လို့ဒီဇကားကပြောဖြစ်တာမှန်တကယ်တော့ကိုသားသမီးကိုမရောင်းနိုင်ဘူးပေးလည်းမပေးနိုင်ဘူးအဲ့လိုမျိုးရင်ကြီးကလေးစိတ်ဟောပြန်လာပြီးတော့လင်းရမရရဲ့အမကားလမ်းပေးလျှောက်လာလျှောက်လာပြီးတော့လင်းမရရဲ့ရင်ဖြစ်လာပြီးတော့ အမဒီကြီးမယူမွေးကြင်လို့ရှိပေးမယ်ဟာဆိုပြီးပါညာသူကြောင့်ပြောလိုက်မိကိုအဲ့တော့ဒီစကားမျိုးမီဒီယာရှေ့မှာတဏ္ဍာငလုံးတည်အောင်ပြောပြီးတော့မှအဲ့ဒါကိုလည်းပုတုကကြားလို့ကျွန်တော်ဝယ်လိုက်ပါပြီဆိုပြီးတော့သူတကယ်တာဝန်ယူနိုင်လို့ခကြီးရောက်နေလို့ပြန်လာရင်သူတကယ်တာဝန်ယူမှာပဲအခုလည်းတာဝန်ယူတာပဲအခုကကိုလုတ်ခဲ့တဲ့အပြစ်တွေကမပေါ်ဘဲနဲ့ပုတုကိုအားလုံးအပြစ်ပုံချသလိုဖြစ်ပြီးတောင်းပန်ခိုင်းတဲ့ပွဲဖြစ်သွားတယ် တော့နှစ်ယောက်လုံးကတော့စကားပြောတတ်တဲ့အပြင်မှာစကားပြောလဲတယ်လူရည်လဲတယ်ဟန်ဩစရာပြောလိုက်တယ်အဲပြောလိုက်မိရယ်ပြောလိုက်ပြောလိုက်မိရောလင်းမရအဲ့မှလမ်းမှာအင်တာဗျူးမဲ့လူတွေလည်းတွေ့တော့အဲ့လိုမျိုးပြုလိုက်ရခါကျအဲ့လိုကြောင့်လည်းနှုတ်ကနေထွက်မိတယ်ဒါပေမဲ့ကျွန်တော်တို့ယင်နေပါလို့ပြောတာမဟုတ်ဘူးကျွန်တော်ကလေးကိုလည်းလူ့ဘုံမှာလည်းမပေးနိုင်ဘူးကျွန်တော်တို့မရှိလို့ကူညီကောင်းတယ်ပြုမှုလင်းနေပဲကောင်းတယ်ဒီကလေးအတွက်နှလုံးခွဲဖို့အတွက်ဆိုပြုမှုလင်းနေပဲကောင်းတယ် မရောနိုင်မပြောနဲ့လေလင်မယားချင်းစကားများလို့ပဲဖြစ်ဖြစ်ဘာလို့ပဲဖြစ်ဖြစ်ဒီလိုမျိုးမီဒီယာရှေ့မှာတနိုင်ငံလုံးသိအောင်လို့ပြောလိုက်တာကမှားတာပဲမဟုတ်ဘူးလားဒါတွေကစိတ်ထဲမပါဘဲနဲ့ပြောလို့ရတဲ့ကိစ္စတွေမဟုတ်ဘူးတောင်းတောင်းမိဘကလေဒီလိုမျိုးပြောမထွက်ဘူးကိုသားသမီးကိုဘလောက်ပဲစိတ်ဆိုးဘလောက်ပဲလင်မယားချင်းစကားများများဒီလိုမျိုးပြောထွက်ခဲ့ပြီးပြီပဲဒါစိတ်ထဲမှာပါလို့ပြောထွက်သွားတာပဲအခုမှဘာလို့မုံလာလို့လှုပ်ချင်တာ အဲဆိုတော့ဒီကိုကြီးကသူကမဝယ်ဘဲနဲ့ဝယ်တယ်လို့ပြောထားတယ်လေအဲ့လားလေးကိုသူကဖြည့်ဖြည့်ရှင်းခိုင်းကျင်တာဟိုဒီတကယ်မဝယ်ဘူးပေါ့နော်တိတ်နေတယ်တကယ်မပေးဘူးပေါ့အဲ့လိုဟုတ်ကဲ့ယွာမဒီမှာပြောပြရမှာပေါ့နော်ဘာဖြစ်လို့လဲယွာမဒီလိုပြဿနာလေးကြီးတန်းလာလူကြီးရောင်တန်းတာကျွန်တော်တို့ကလေးရောင်တာဆိုပြီးတော့ခမကိုတူကဘလို့ပဲအကိုကြီးတို့ပဲအမားတို့ကအပြစ်ရှိကျွန်တော်ကအပြစ်ရှိပြန်ဖုံးတက်တဲ့လူသားလေဟုတ်အဲ့တော့အကိုကြီးတို့ဖြစ်ချင်တယ်ကျွန်တော်ကားမြှိပ်ပြပါမယ်ဟုတ်ကဲ့ဟောဒီကလေးကိုပေါ့နော်ဟို ဒီကလေးလည်းမခေါ်တစ်ခါမှမခေါ်ရသေးပါဘူးသူတို့လည်းဒီသိညစင်မပေးရသေးပါဘူးဟိုဒီကလေးကိုလည်းသူတို့ပြန်ခေါ်သွားတယ်လည်းမဟုတ်ပါဘူးသူတို့ဒီကလေးကကျွန်တော်ကျွန်တော်တင်လိုက်ခင်မှာဒီကလေးညကောင်ကသူတို့ရှင်မရှိပါတယ်ဒီကလေးအတွက်ကျွန်တော်အရင်ဆုံးကြိုးပြီးပြောလိုက်ရဲဆိုရဲဥစ္စာလေးဖြည့်ရှင်းပြပါလို့ကျွန်တော်တောင်းဆိုပါတယ်ကိုကြီးအဲ့လိုတကယ်သိညစင်နဲ့တကယ်မဝယ်ဘူးဆိုတဲ့အကြောင်းပဲပြီးတော့ ဟိုကလေးဖေမီမရလို့လာခေါ်ရတယ်ဆိုတော့ तू ကအကိုကြီးဘုသူကအဲ့လိုမျိုးတင်ထားဆိုတော့မသိလို့ရှိရင်တမီးတို့ကပေးပြီးမှအမြင်မှန်ရလို့သွားခေါ်ရတဲ့ပုံစံမျိုးဖြစ်ပြီးတော့အဲ့လိုမျိုးသူရပြောကြတယ်အဲ့မှာအဖေကျွာလူတွေဆိုလည်းအဲ့လိုမျိုးပြောကြတယ်ကိုသားတမီးတို့ဘာဖြစ်လို့ပေးရတာလဲပြုရတာလဲဆိုပြီးတော့ဒါဘီလိုဖိုင်ဆဲကြတယ်ဘီလိုဖိုင်တခုတက်လာတာဟုတ်တက်လာတဲ့အချိန်မှာဘုသူကဒီကလေးလေးကိုဘာလဲဝယ်လိုက်ပြီးပြောတာပေါ့နော်ဘုသူကလည်းစကားပြောရင်လေဟိုအများနဲ့အလုပ်လုပ်ရဆိုတော့လေဟိုဒီကလေးလေးကိုကယ်ဖို့ ကယ်ဖို့ဆိုတော့ယောဂဆေးကုပေးဖို့ပို့ပြီးဒီပတ်စံရတဲ့ပတ်စံကိုဆေးကုပြီးမှလေဆေးကုပြီးဒါမိဘပေါ်မိဘကိုပြန်အပ်မှာမိဘမွေးနိုင်လားမမွေးနိုင်စောက်စောက်နိုင်လားမစောက်စောက်နိုင်တကယ်ခလေးလိုအပ်တဲ့လူတွေတရားဘုလူလိုအပ်တဲ့တကယ်စစ်မှန်တဲ့လူထည့်ပြီးမှလေအဲကျွန်တော်မြင်တာစောက်စောက်နိုင်လဲမွေးလဲမွေးနိုင်လဲအဲအဲစောက်စောက်နိုင်လဲမွေးနိုင်လဲဆိုရင်အဲဘာဘာဖြစ်နေတာလဲကုတုပြောပြသိန်း30နဲ့မဝယ်ရသေးဘူးဝယ်ဘာလဲဝယ်တာမဟုတ်ဘူးသူ့ဆေးကုပေးဖို့ ဟာလာသူကဝယ်တယ်ဆိုပြီးတော့ line မှာတင်တာပုဒ်ကမှန်တာပြောမှရမယ်လေဟောမဟုတ်ပါဘူးပေါ့နော်နားလဲပေးကြပါပေါ့နော်ဒီရွာလူတွေပေါ့နော်အကိုကြီးတဲ့လိမ့်လိမ့်မမာလေးနေပြီနော်အကိုကြီးရောအမျိုးပေါ်ဘာပဲအခက်ခဲဖြစ်ဖြစ်ဘလို့ပဲဒုက္ခရရောက်ကျွန်တော်အပြစ်မပြောဘူးနော်ကိုနော်ပုဒ်ကစေကုပေးမယ်ဆိုပြီးတော့ပေါ့နော်ဒီဝယ်မိတယ်ဆိုပြီးတော့ပြောလိုက်တာပေါ့နော်ဒါကတော့မဝယ်ဘူးပေါ့တကယ်တော့မဝယ်ဘူးကျွန်တော်ကဘာဖြစ်မှန်စီဖြစ်စေမှားစီဖြစ်စေကျွန်တော်တော့တောင်းပန်တယ်ပေါ့နော် တောင်းမှန်ကိုကြီးမဲ့လူကတပြန်စီပြန်တောင်းမှန်လိုက်ရတယ်။အဲ့လိုဖြစ်စီရဲ့ပြောလဲကျောင်းလုံးတကယ်လည်းမဟုတ်ချက်ဆိုရဲကျောင်းလေးဒီလိုမျိုး online ပေါ်မှာပြန်ပြတ်နေရတဲ့ကျောင်းလေးခြေသူကျင်ပါတယ်ကိုဘူးတူကိုလည်းတကယ်ပါ။ဘာဖြစ်လို့လဲဆိုတော့ဒီကျောင်းတော့ကလည်းဒီကလေးအတွက်ပဲကုညီတောင်းခဲ့တာရေပဲရှိတယ်။ကျောင်းတို့အတွက်အကိုကြီးရှိရလဲကျောင်းတို့ပတ်သက်လိုချင်လို့ဆိုပြီးတော့ကျွန်တော်တောင်းတာတခုမှမရှိဘူးလေ။ညီလေးတို့ကဒီကလေးအတွက်ဆိုပြီးတော့ကုညီတောင်းခဲ့တာမလဲရှိတယ်။ကိုကြီးလမ်းကမ်းကားဘွေဆိုင်ကလေးရွေးဘွေဆိုကိုကြီးလှုပ်ပေးလိုက်တယ်။၄သိန်း ပကြူရိုက်ထားလိုက်ကြအဲလွန်ခဲ့တဲ့နှစ်လလောက်ကကြာတဲ့ပကြူကိုကိုရအဲ့လိုမျိုးတင်လိုက်ရခါကျတော့ဒီလိုတွေ့ကြမကောင်းတော့ဘူးအဲ့လို तू ကအရင်တော့အလူရှင်ရှိရဲ့အလူရှင်ရခါကျတော့ဖုံးဆက်သေးတယ်နော်ဟုတ်ကဲ့ဟုတ်ဆက်ပါနေပြီမဲ့လူမရှိတော့ဘူးပြောနော်အဲအဲ့လိုမျိုးအဲ့လာညီလေးပြောလိုက်တာဘယ်လိုဘယ်လိုပြောလိုက်လဲဆိုတော့အလူရှင်မရှိတော့ဘူးလို့ပြောလိုက်တယ်မှန်တယ်ပြောလိုက်တယ်ဘာကြောင့်လဲဆိုတော့ तू ကနေပြီးတော့ဟိုဒီလိုပကြူဖိုင်းတင်လိုက်ရခါကျတော့ဒီအလူရှင်မရှိတော့ဘူးပေါ့ဝယ်သွားပြီဆိုပြီးတော့ပကြူကြီးတက်လာတော့လေတက်လာတက်လာဒီလူမဲ့အလူရှင်ကမရှိတော့ဘူး 阿卢没一片哇，对，阿咱我有你我阿卢看哪路了？来嘛。阿卢没看哪路了，阿卢没不勒那冷快买手表，阿卢没点哈了都，阿卢卢没利息。哦，那看哪买？好，你卢没利息的。好，好表的，没息哦，没息哦，阿卢没可能回来有手表没点来着，不然卢买勒卢先没。单位没知道不？好个，好个，阿叔啊，皮卡勒哦，普渡呗，单位就比样嘛，好个，是吧？哈？好个。阿布没勒普渡。阿啦，干港话啦，普渡叫干港话啦。 ူတူသာအဲ့လိုမပြောဘူးဆိုလို့ရှိရင်ဒီအချိန်မှာသိန်း30နဲ့ပေးပြီးွားပြီအဲ့ကြရင်ဒီလိုမျိုးမီဒီယာတွေရှေ့တောင်ပေါ်ထွက်လာမှာမဟုတ်တော့တိတ်တဆိတ်ပြီးသွားမဲ့ကိစ္စတွေအခုအဲ့လိုမဟုတ်ဘဲနဲ့ဒီပြဿနာတက်သွားလို့ဒီလောက်ထိအရှိရှိတွေဖြစ်ကုန်တာဒီခလေးကိုခွဲစိတ်ဖို့လုပ်ပေးပါမယ်လုပ်ပေးမယ်ပေါ့နော်ခလေးမင်းသားကြည့်ပြီးတော့ဒါပေမဲ့မိဘတွေကိုလည်းခွင့်လုပ်ပေးပါပေါ့နော်ဒီခလေးလေးကိုကျွန်တော်ခွဲစိတ်ပြီးမယ်နော်ပြီးွားရင်မိဘလက်ထဲပြန်အပ်မယ်အဲ့အဲ့ခွဲစိတ်မဲ့နေကြရင်ပေါ့နော်ကျွန်တော်တို့ကလည်း ဒီခက်လေးခွဲစိတ်ပြီးဖို့လောက်ပြီမယ်မလောက်ပြီကျွန်တော်ကိုကျွန်တော်နဲ့အစ်စ်မပြေဘူးဒီပြင်းလူပဲစိတ်ဝင်စားတယ်ဆိုရင်ဒီပြင်းလူပြောရတယ်ဘုသူနောက်ဆုတ်ပြီမယ်ဒါပဲဟိုကျွန်တော်နဲ့တော့အစ်စ်မပြေဘူးပေါ့ကွာနင်အမျိုးဆိုရင်လည်းရကျွန်တော်နောက်ဆုတ်ပြီမယ်နောက်ခက်လေးကိုကျွန်တော်စားထည့်မယ်အရှိမအများကြီးရှိတယ်တဘုံကြီးတူနာလေခလေးကျမရေကောင်းမှုကဘယ်သူပဲကုနေနေရတယ်ရပါပြီဒါစိုက်ပါမလုံးနော်ပါပါလေဘာလဲအဲဆိုရင်တော့ဘယ်လိုလုပ်ဖို့အစီအစဉ်ရှိတယ်အမားပေါ့မှာအမယောက်ျားတော့မျက်နှာကောင်းတယ်အမားတော့မျက်နှာနည်းနည်းပုတ်နေလို့ ဘာမှမဖြစ်ပါဘူးဘာမှမဖြစ်ဒီလိုပဲနေတဲ့သားတွေတကယ်ပါကိုကြီးဘောဘလို့မှလည်းကျွန်တော်စိတ်လည်းမစိုးဘူးအဲ့လိုမျိုးလေးပြန်ပြီးတော့ဖြစ်ရှင်းပေးတဲ့အတွက်ကိုကျွန်တော်တို့ကကိုကြီးကျေးလဲကျေးသူလည်းအများကြီးတင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီလိုမျိုးအပေါ်မှာပြောကန်ဆိုကန်အစဲကန်ကညီလို့အကြောင်းမဟုတ်ဘူးအဲ့ရွာလူကြီးရောက်ကမကြီးကသူတိတ်ခါကြတာပေါ့ဘာဖြစ်လို့ဆိုတော့မိဘတိုင်းဝိုင်းရှိရတာလေဒီလိုကလေးရောင်းစားရသလားဘာလို့ဒီကလေးလေးဘယ်လိုလုပ်မှာလဲဘာလို့မပြတ်တောင်းရမှာတောင်းယူမယ်ဆိုရင်မှနောက်ပြီးတော့အဲ့လောက်ထိ အတိုင်းဝိုင်းရှိတယ်ဆိုလို့ရှိရင်လဲကွာဘာဖြစ်လို့ရန်ကုန်မှာဆုတ်ဆုတ်ပြက်ပြက်နဲ့ပစိုးတော်ဝင်းစရာမရှိတော့ဘယ်နဲ့သူများအိမ်မှာကပ်ပြီးတော့နေရပြီးစားစရာတော့မရှိတဲ့ဘဝမျိုးမင်းတို့လင်မယားရောက်သွားတာတော့ကို့မှာအတိုင်းဝိုင်းရှိရဆိုကို့ရွာမှာကိုနေပြီးတော့ကိုကလေးကိုဆေးကုလိုက်ပါလားအခုကမင်းတို့ကရှုံနေတာမင်းတို့နှစ်ယောက်ထဲနဲ့ပတ်ရှုံနေမင်းတို့ဒီလိုမျိုးပြောလို့ဒီလိုမျိုးတင်လို့တစ်ဖက်ကလည်းဒီလိုမျိုးပြောလိုက်ရတာပဲမဟုတ်ဘူးလားမင်းတို့မပြောဘူးမတင်ဘူးဆိုဒီကိစ္စကြီးလည်းပေါ်လာမှာမဟုတ်ဘူးလေ င်းတို့ဟာလည်းခူးကြမှာပဲကွာကလေးရောင်းစားတို့ဆိုတဲ့အတန်ထွက်မှာပဲအတိုင်းဝိုင်းနေရပေါ်လာတော့ဟဟလားတောက်စရာတွေနောက်တယ်နော်ဘာလဲအဲ့လိုမျိုးပြင်နေတယ်မော်လေးတို့လည်းမှတ်ထည့်ဖို့တခုအခုကလေးရဲ့ကျမ်းမာရေးပေါ့နော်ဒီအုတ်ခွဲစိတ်မဲ့ကျမ်းမာရေးကိုဘုတူပေါ့နော်တာဝန်ယူပေးလိုက်မယ်နော်လက်ခံလားလက်မခံဘူးဆိုရင်လည်းပြောတခြားလူရှိတယ်ဆိုရင်လည်းတခြားလူစိတ်ဝင်စားတယ်ရှိတယ်ဆိုရင်လည်းပြောကျွန်တော်ပေးလိုက်နော်ကျွန်တော်တို့အများနဲ့လှုပ်လှုပ်ရတာဆိုတော့လေကျွန်တော်ဘက်မှာဟို ဒါပေမဲ့ငုတ်တုတ်ထိုင်နေတာမဟုတ်ဘူးတဏ္ဍာရီကတော့ဓာတ်ပတ်ပြီးသွားနေဘဝတွေကဆိုးကျွမ်းနေပြီနော်ကျွန်တော်လည်းတဏ္ဍာရီကျွန်တော်လည်းကျမ်းမာရေးတိတ်မဆုံးဒီခလေးလေးတွေကိုမိသားစုပေါ့နော်ဒီရွာပေါ့နော်ဘာလဲခွင့်လွှတ်ပေးကြပါပေါ့နော်အပြစ်မရှိပါဘူးပေါ့ဟုတ်တကယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ပေါ့လည်းကျေးဇူးအများကြီးရှိခဲ့ဘူးပါကျွန်တော်ဒုက္ခရောက်တော့လည်းခေါ်ပြီးတော့ကျေးဇူးလုပ်ပေးဖို့ပါကျွန်တော်ကျေးဇူးလည်းအများကြီးတင်ပါတယ်အမလည်းပြောပေးလိုက်ပါအောင်ကျေးဇူးတင်စကားလေး ဟောကိုရွလည်းကျေးဇူးတင်ပါတယ်ဘာဖြစ်လို့ဆိုတော့ကိုဒုက္ခရောက်နေတဲ့အချိန်မှာကိုရက်ကူညီဘူးတဲ့အခုလည်းဟိုခလေးနှလုံးခမ်းမယ်ဆိုပြီးတော့ကိုရက်ဂျားရက်ဝင်ကူညီတာဝင်ကူညီတာအောက်ကလူတွေကမသိဘဲနဲ့ခလေးစေတနာအမှားတွေသူတို့ကကြားပြီးတော့ဟိုခလေးဝယ်လိုက်တယ်ပြုလိုက်တယ်ရောင်းလိုက်လားဆိုပြီးတော့အဲ့လိုတွေရေးချင်တယ်ရေးပြောချင်တယ်ပြောပြောကြပါနဲ့ပေါ့နော်အဓိကဒီခလေးအသက်ရှင်မှုပဲနော်ဟုတ်တယ်နော်မနော်ဟုတ်ကဲ့ဒီခလေးအသက်ရှင်မှုပဲဒီခလေးပဲဝိုင်းကြည့်မယ်နော်ဟုတ်ဘာမှမဖြစ်နဲ့ကျွန်တော်ကျွန်တော် အသေးခံပြီးကျွန်တော်ပူတပြီးမယ်နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကျေးဇူးနော်ပူတူအတွက်တော့စိတ်မကောင်းဘူးတောင်းလဲတောင်းမှန်ရတယ်ကူလဲကူညီပေးရတယ်20နဲ့ရောင်းမဲ့ကလေးလေးကိုပူတူအားဝယ်လိုက်ပြီပေါ့နော်အဲ့တော့စကားလေးတစ်ခုမှားသွားတယ်ပေါ့မှားသွားတယ်ဆိုတာလဲမှားတယ်လို့မှားတယ်အမှားမျိုးဗျာတိလားသမင်တကာကြီးမှားလိုက်တာမဟုတ်ဘူးအဲ့တော့ထားပါတော့ဒီကိစ္စကတော့အဲ့တော့နောက်ဆိုကိုပြောမယ်ဆိုတဲ့စကားလေးတွေကိုတတိထားဖို့လိုပြီ။နောက်ပြီးတော့ကိုကူညီမဲ့လူကတကယ်တမ်းတကယ်တမ်းဒုက္ခရောက်တဲ့သူလား ကိုကူညီမဲ့သူကတကယ်အကူအညီလိုနေတဲ့သူလားဘလို့လူမျိုးလဲတေချာစီစစ်ပြီးတော့ကူညီပါလို့ထပ်ပြီးတော့သတိပေးခြင်းပါလေဟုတ်ကဲ့ပါဒီနေ့နှိကင်းမှာတော့ဒီအင်တာဗျူးလေးကိုကြည့်လိုက်ရစိတ်ထဲမှာတော့တော်တော်ကိုအဆင်မပြေဘူးဘဝင်လဲတော်တော်မကြတဲ့ကိစ္စပဲအစိုးရရဲ့မယိုးသားခဲ့ပဲနဲ့ဖြစ်လာတဲ့နောက်ဆက်တွဲပြဿနာတွေကိုဘာမဟုတ်တဲ့စကားတခွန်းမှားတဲ့အပေါ်မှာပုံချပြီးတော့ပုတုကိုတရားခံရှာသွားတယ်လို့ပဲမြင်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ကွီးစော်ပါ